တို့မှာမျိုးစည်တွေမှားအောင်လို့အပင်တွေပြိုးပြီးဘဝတွေကိုပေးဆက်ပြီး မလေးရှားအောင်တော့သွားကြရပါဘူး။ဟုတ်ကဲ့။ဒါပေမဲ့သားသမီးတွေဆယ်ရောင်နေအောင်ဘောရော်တွေထားခဲ့တယ်။ဟုတ်ကဲ့။သားသမီးတွေအဝေးတနေရာရောက်တဲ့အခါကျတော့ဟုတ်ကဲ့ဟုတ်ကဲ့။အဖေတို့အမေတို့ပဲဖုံးဆက်ရင်ပတ်စံပတ်စံနဲ့ ကျမရှင်ထဲမှာအနာဆုံးမှာပဲကျမရှင်ထဲမှာတကယ်အနာဆုံးမှာဒုက္ခသာကျက်တယ်နဲ့အပြစ်ကျမဆမတက်ခဲ့ပါဘူးတာသမီးလေးကိုကျမဘဝမျိုး ရောက်မှဆိုလို့လမ်းဘေးမှာဈေးရောက်ပြီတနေ့ကို350နဲ့ကျမဘောရထားခဲ့ရပါတယ်အခုတာသမီးလေးနိုင်ငံကြောင်ရောက်တဲ့အခါကျတော့ဟုတ်တယ် အမေတို့ကဖုံးမဆက်နဲ့အမေတို့ဖုံးဆက်မကင်ကျင်တော့အရာတွေပဲဆိုတော့ရှင်ထဲမှာနာကျင်လွန်လို့မှာကောင်းမိုင်းကကန်တတ်တဲ့ကွာမလေးရှားမှာကျမတို့အောက်လန်းနေပြီးဘဝကိုပေးဆက်ပြီးသွားခဲ့တော့မလေးရှားမှာအလုလုတယ်လာစားထောက်ခံနေကြရင်အမေရေတားတို့မောက်စားခြင်းလို့တားမွေးနေလေးရောက်လို့သမီးတို့ကိုဗစ်ဖြစ်လို့အလုံးမလုံးွားလို့ ကျမမလာသာထုံးရင်ငါသမီးလေးဘောငါသားလေးဘောဆိုပြီးဘဝတွေပိဆက်ပြီးပေးခဲ့ရတာလေအခုတော့ကျမမယောဂဖြစ်လို့မလုံနိုင်တော့ရင်အနာဆုံးပါဒီဗီဒီယိုဖိုင်လေးကတော့ကျေးဇူးမသိတဲ့သားသမီးတွေနဲ့ပတ်သက်ပြီးတော့အမေတယောက်ရဲ့ရင်ဖွင့်ထားတဲ့စကားတွေပေါ့နော်မြတ်စွာဘုရားရဲ့မလွဲသောစကားလေးကိုပြောပြခြင်းပါတယ် လောကမှာရှိတဲ့လူတော်တော်များများဟာကိုယ့်ဘော်ကိုကျေးဇူးမပြုတော်ဘူးထင်ရဲ့ကိုယ်အတုံးမလို့တော်ဘူးထင်ရဲ့အဲ့ဒီအရာတွေကို ရှင်းပြတတ်ကြတယ်ဆိုကြပါစို့တရက်ပင်တပင်ဟာအတီးတီးတဲ့အရာဒီရောက်လာလို့မှမတီးဘူးအရွက်ကြွေချင်းကြတော့ကြွေတယ်ဆိုရင်အဲ့ဒီတရက်ပင်ကို မထားပါဘူးခုတ်ပလိုက်ကြတယ်ရှင်းပြလိုက်ကြတယ်အဲ့ဒီတိုင်းပဲပေါ့နော်ဒီ မိအိုဖအိုတွေကလည်းပဲငယ်စဉ်တောင်ကြီးကလေးဘွားတို့ကတော့ဒီသားသမီးတွေကိုနဖူးကချွေးချီမကြအောင်ကျက်တအုံးမကြီးလိုပဲရက်ပြီးတော့ကျွေးခဲ့ကြတယ်ရှာပြီးတော့ကျွေးခဲ့ကြတယ်အဲအရွယ်ရောက်လာတဲ့အခါမှာဒီကျက်တအုံးမကြီးကိုဒီကျက်သားတွေကျက်သမီးတွေကစွန့်ပြစ်သွားကြတယ်လို့ပဲအခုမိအိုဖအိုတွေကိုလည်းပဲဒါကိုယ့်အတွက်ဝန်တော့ဝန်ပိုးကြီးလည်းဖြစ်နေပြီး ကိုဘော်ဂျေဇူးလဲဘာမှမပြုတ်နိုင်တော့ဘူးဆိုတော့ဝန်တို့ဝန်ဘိုးဖြစ်တဲ့ဒီမိဘတွေကို တချို့ကမျက်စိကွယ်ရာနားကွယ်ရာဖြစ်တဲ့ဘိုးဘွားရိတ်သားကို ပို့တဲ့သူတွေအဲဒီကန်ဒီကြမှာဝတ်ကြည်တန်းကြည်သွားငိုတဲ့သားသမီးတွေညားစွာရှိပါတယ်။မတည်ခင်ကတော့ဒီမိဘတွေကိုပြုစုလှုပ်ကြွေးနေတဲ့သားသမီးဆိုတာအမတန်မှရှားပါတယ်။ အဲ့လိုမိဘရဲ့ကျေးဇူးတရားကိုမသိတဲ့ပုံကိုယ်တွေမိဘတွေကိုဝန်တော့ဝန်ပိုးကြည့်လို့သဘောထားတဲ့သားသမီးတွေကိုမြတ်စွာဘုရားပြောတဲ့စကားလေးတစ်ခုရှိပါတယ်။မြတ်စွာဘုရားပြောတဲ့စကားဆိုတာကလုံးဝမလွဲပါဘူး။မြတ်စွာဘုရားကဘာပြောတုံးဆိုတော့မြတ်စွာဘုရားကတုတ်တန္တာနိပါပရာဘဝတုံးမှာယောမာတရံပိတရံဝါဇိန္ဒကံကတယောဇနံဘဟုတန်တော်နဗရတိ တံပရာဘဝသောမူခံတဲ့ဒါဘာပြောတာလဲလို့ဆိုရင်အာအင်ရှိပြီးတော့မိဘတွေကို ပြုစုလှုပ်ကျွေးနိုင်ပါလျက်နဲ့မိဘတွေကိုပြုစုလှုပ်ကျွေးခြင်းမရှိတဲ့သားသမီးတွေမိဘတွေကိုဝန်တို့ဝန်ဘိုးလို့သဘောထားတဲ့သားသမီးတွေဟာမကြခင်အချိန်မှာပဲပျက်စီးခြင်းတို့ရောက်လိမ့်မယ်လို့ညစွာပြားကဒီလို ဟောတာဖြစ်ပါတယ်လောကကြီးမှာလည်းပဲ ီလိုအလားတူဖြစ်သွားတဲ့ဇာလန်းတွေများစွာရှိပါတယ်နော်အဆောရှိပါတယ်အဲကြောင့်မို့မြတ်စွာဘုရားပြောတဲ့စကားဆိုတာလုံးဝမလွဲဧကံမန္တန်မို့လို့ကိုယ့်ရဲ့မိဘတွေကိုပြန်လဲပြီးတော့မှတောင်းပန်ပါမိဘတွေကိုဝန်တို့ဝန်ကိုကြီးလို့သဘောမထားဘဲနဲ့ကောင်းကောင်းမွန်မွန်ပြုစုလုပ်ကြွေးပါလို့ပြောချင်ပါတယ်အားလုံးပဲကိုယ်စိတ်နှပါကျမ်းမာချမ်းသာတော်မူကြပါစေ